ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့ရင်းဆောင်ပါတပုတ်ကတော့ကိုဖဲကိုချူကိုဝီတဲ့အတူရောင်ရွေးကောက်ပွဲဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။ဘတ်ဒီလင်ဒနာကအေယာဝရီမှာမြန်မာတို့ရဲ့ရွေးကောက်ပွဲသမိုင်းကိုဆောင်ပါရှိရေးသားခဲ့ရမှာလက်ရှိအကျန်းဖတ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့သူ့အမြင်ကိုရေးသားထားပါတယ်။၎င်းတို့ကို၎င်းတို့နိုင်ငံတော်လုံခြုံရေးနဲ့ ငင်းငင်းရေးကော်မရှင်လို့အမိပေးလာတဲ့အကျန်းဖတ်စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတော့တရားမျှတမှုရှိလိမ့်မယ်ရှိခဲ့လျင်လဲထွက်ပေါ်လာတဲ့ရလက်ကိုလိုက်နာကြလိမ့်မယ်လို့လုံးဝစိတ်ဖောက်ပြန်နေသူများသာယုံကြည်ကြလိမ့်မယ်လို့ဆိုပါတယ်ယခုခါ USDP ဒီတာဇက်စင်ပေါ်မှာတကူတော်ကပြနိုင်မှုတေချာသည်ထက်တေချာအောင် စီစဉ်နေပြီဖြစ်ပါတယ် ဝင်ရောက်ဖြန့်ပြေးပေးလူစိတ်ရှိထားသူများတိထားရမှာကမြန်မာစစ်ဘုတ်ကျုံများဟာပြင်ပမှမိသူရဲ့ဇကားမှနားထောင်လို့စိတ်မရှိအာနာကိုမိသည့်နီးဖြင့်မဆူဆက်၍ထိန်းထားရမည်ဆိုတဲ့ရွေချက်တစ်ခုတည်းနဲ့သာခြိတက်နေသူများ ဖြစ်တယ်ဆိုတာကိုတိထားရမှာဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်ထိုကဲ့သို့စိတ်ပိုင်းဖြတ်ထားသူများနဲ့မြန်မာရှိ မိုကရေစီလိုလားတဲ့အင်အားစုများရင်ဆိုင်နေရခြင်းဟာဝန်내ဝယ်ကောင်းနေတဲ့ပဂရိအနေထားဖြစ်တယ်လို့ဆိုပါတယ်အစင်မှန်ပြောင်းလဲဖို့ဆိုဒီကလည်း၎င်းတို့အချင်းချင်းကြားမှသာထွက်ပေါ်လာနိုင်စရာရှိနေပါတယ်ဤဒီကလည်းမဝေးတော်သောအနာဂတ်တွင်ဖြစ်လာစရာမရှိလို့၎င်းအမြင်ကိုရေးသားထားခဲ့ပါတယ်အကြောင်းတိုက်ဆိုင်၍ Atlantic Magazine ကြီးမှရေးသားထားတဲ့ Mafia presidency ဆောင်းပါးမှကောက်နှုတ်တင်ပြလိုက်ပါတယ်ထိုဆောင်းပါးဟာထရန့်ကိုယဉ်ညွန်းရေးသားထားခြင်းဖြစ်တော်လဲအကြောင်းချက်များကလက်ရှိအကြမ်းဖက်စစ်အုပ်စုရဲ့ခံယူချက်များနဲ့တိုက်ဆိုင်နေလို့ဖြစ်ပါတယ်မာဖီးယားတို့ရဲ့ကျင့်စဉ်က၎င်းတို့ကိုထောက်ခံလျင်ကာဝယ်ပေးမီစန့်ကျင်မဲ့ စန့်ကျင်မီဆိုကထိုပုဂ္ဂိုလ်အတွက်အနေရရှိလာခြင်းမျိုးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ဂီတအမှုပညာရှင်များအကြားချင်းချောက်အကြက်ကင်မှုများကြောင့်ဖြစ်ပွားနေတဲ့အရေးဟာထိုချက်ကိုလဲပြင်းမှာဆင်သွားသလိုတွေ့လာနေရပါတယ်။ထိုကဲ့သို့သောလောက်ရမျိုးဟာဆိုးရအဖွဲလိုခံယူထားပါက မလုတ်တဲ့မလုတ်အပ်မာဖီးယားများလုံနေကြအကြောင်းချင်းရာမျိုးသာဖြစ်ပါတယ်။မာဖီးယားလုပ်ငန်းရဲ့အဓိကရက်တီးရာအကြောင်းရင်းဟာအကာအကွယ်ပေးခြင်းဖြစ်ပါတယ်။ သို့တော်ထို့သူအကာအကွယ်ရဖို့၎င်းတို့ကိုဆက်ကြီးပေးရခြင်းတို့မဟုတ်၎င်းတို့လူလားသည်များလုတ်ပေးရခြင်းမျိုးနဲ့အကျက်ကင်ခံကြရပါတယ်၎င်းတို့လုတ်ရဲ့အလုံးဟာမင်းဘာမှမဖြစ်ချင်ဘူးဆိုရင်ငါတို့ပြောတဲ့အတိုင်းလုတ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ပြောတဲ့အတိုင်းလုတ်သူများကိုအထူးခွင့်ရေးပေးပြီးအကာအကွယ်ပေးထားကြပါတယ်ဥပဒေကိုပင် ပမာမခန့်လုတ်၍ရပါတယ် ဥပမာအဖြစ်နိုင်ငံတော်ပုံကံမှုဖြင့်အကျဉ်းချထားခံရတဲ့ရခိုင်နိုင်ငံရေးသမားကြီးများအပြစ်မှလူငင်းခွင့်ပေးလိုက်ခြင်းမျိုးဖြစ်ပါတယ်။တာမန်ရင်းဝန်ထမ်းတဦးပင်ဥပဒေဖောက်ဖျက်ပြီးရာဇဝတ်မှုများကျူးလွန်နေကြသူများဟုတိထားသူများကိုပင်ဘွယ်တူးဂုံတူးများချီးမြှင့်ဖို့ဝန်မလေးကြသူများဖြစ်ပါတယ်။လောဘနဲ့ရက်ဆက်ကြမ်းကြုတ်မှုများဟာမာဖီးယားတို့ရဲ့မွေးရပါဝိတ္တိတလက္ခဏာများဖြစ်ပါတယ်။ ၎င်းတို့လုပ်ငန်းများအတားဆီးဖြစ်လာတဲ့အခါစောင့်ထိန်လိုက်နာပါမည်ဆိုသောကျင့်ဝတ်များကိုလစ်လျူရှုဝန်လေးဝန်မလေးကြတော့လို့အီတလီသမိုင်းပညာရှင်ဆာဗာတိုလူပိုက History of the Mafia ဆောင်းမှာရေးသားထားခဲ့ပါတယ်။အကြံပတ်စေအုပ်စုဟာ၎င်းတို့ဟာစန့်ကျင်နေသူများအားပြစ်ဒဏ်ခတ်နိုင်ရန်ပြည်သူပြည်သားများကိုပင်ဘုံကျဲတပ်ပြတ်ဖြစ်ဖို့ဝန်မလေးကြတော့ ၎င်းတို့ရှင်းတန်းနိုင်ရေးအတွက်လှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စလို့ပင်သဘောထားလာကြပါတယ်။တိုင်းပြည်ရဲ့စီးပွားရေးလုပ်ငန်းများအားလည်းနောက်ွယ်မှ ကပ်ပါးသဖွယ်စုပ်ယူနေကြခြင်းကြောင့်လုံးပါပါလာနေရပါတယ်။ပြည်သူများရဲ့စီးပွားရေးလူမှုရေးပညာရေး ကျမ်းမာရေးအစရှိတဲ့တူးတက်ရာတူးတက်ကြောင်းများကိုခြာနှင်းပစ်ခဲ့ကြပါတယ်။နောင်ခါလာနောင်ခါစည်းလုံးလုံးစဲအတိုက်ခံများကိုခြေမုံဖို့သာ စိုက်ကူးစိတ်ကူးနေသူများဖြစ်ကြပါတယ်။တခုခုလုံနေသလိုအကြောင်းပြနိုင်ဖို့ကော်မတီအမျိုးမျိုးဖွဲ့စည်းဖို့ကိုတော့မမေ့မလျော့လောက်ကင်နေတတ်ပါတယ်။ထို့အတွက်ကိုဖဲကိုချူကိုဝေရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲပေါ်ထွက်လာမဲ့လူများဟာလဲ ဘောင်းမီချွတ်ပစိုးပြောင်းဝင်မဲ့သူများသာဖြစ်လို့မာဖီးယားပရက်စီဒင်စီသာဖြစ်လာဖို့ရှိနေပါတယ်မြမအကျံပတ်ဆေးဟုတ်စုကပြုတ်လုံမဲ့ရွေးကောက်ပွဲဟာပြင်းလင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့လုံးဝမကိုက်ညီလို့ပြင်သစ်အစိုးရက2020ရွေးကောက်ပွဲ9နှစ်မြောက်နေ့အဖြစ်ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချ Oh, yeah, man.